ားလုံးပဲမင်္ဂလာပါဗျနှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းရပါတယ်အဲ့တော့နှစ်ဆန်တရက်ကကျွန်တော်တို့ဂျာတာပရီနေဖြစ်တယ်အဲ့တော့ဂျာတာပရီနေဖြစ်တဲ့အတွက်ဂျာတာပရီစမ်းတော်နှစ်လို့ပြောလို့ရတယ်အဲ့တော့ဂျာတာပရီစမ်းတဲ့နှစ်မှာကျွန်တော်တို့အနေနဲ့နဝင်းအားရရှိစေတာကတနင်္လာဖြစ်တယ်အဲ့တော့တနင်္လာနဲ့ပတ်သက်တာတွေကကျွန်တော်တို့က အကောင်းဆုံးကတနင်္လာမြစ်တာတရားတနင်္လာရေတက်နော်ဟိုရေကိုစွမ်းအားကိုပေးတယ်ပေါ့နော်နောက်တနင်္လာငွေကြေးပါအဲ့တော့တနင်္လာစမ်းတော့နှစ်ရောင်းနေပြီဆိုရင်ကျွန်တော်တို့ကဂျမဆိုတရား၄ပါးမှာဟန်ချက်ညီညီရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့မြစ်တာကမထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာမြစ်တာတုတ်တွေညွတ်နေတာ เนาะအရက်ဆက်မဲ့နာမြစ်တာပို့တွေမြစ်တာပို့နေတာအဲ့တော့မြစ်တာဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ရုံအညံ့အစိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာဆန်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဒီတနင်္လာဆိုတာရေကြိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလုပ်ပေးစေချင်တယ်ဟိုအထူးတလည်လိုက်လောက်ကမယ်ဆိုလိုတာမဟုတ်ပါဘူးအိမ်မှာရှိတဲ့ဖះအောင်ပဲဖះတောက်တော်ရေတွေကတ်ပေးတာမျိုးကျွန်တော်လူတယောက်တောင်မှတနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာအဲ့တော့ဖះတောက်တော်ရေ လားဆိုလဲဘာပဲဖြစ်ဖြစ်၃ချိန်၄ချိန်လဲပေးနေရောမရဘူးလားရတာပဲအဲ့တော့ဖះတောက်တော့ရင်မကြခဏလဲပေးတာမျိုးလုတ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးနောက်ပြီးတနင်္လာဆိုတော့ငွေကြေးအားလုံးယူဆတာလည်းငွေကြေးဖြစ်တယ်အဲ့တော့တနင်္လာကျိုးအားကောင်းနေတဲ့နေ့ရောက်ပြီဆိုရင်တတ်နိုင်သေးရဲ့ကျွန်တော်တို့ကငွေကိုအလှလေးလုတ်ပြီးလှူတဲ့နဲ့ငွေကိုဘလို့အလှလေးလုတ်ပြီးလှူတဲ့လဲဆိုတာကျွန်တော်တို့က ိုရလာတဲ့ငွေကြီးလာစာပတ်စံငွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကိုလာနေထောက်ပံ့တာမျိုးလုပ်ပါထားပါတော့ကျွန်တော်ကနိုင်ငံသားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူးအဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပေးလိုက်တယ်ဒါကတပိုင်းပါမိဘတွေနဲ့လည်းတမျိုးတည်းနေတယ်နော်အမေဖောက်ကလည်းမသွားကျင်တာနဲ့အမေဖောက်ကိုဘဏ်အကောက်ကနေ KB ကနေလှမ်းလွှဲလိုက်တာမျိုးထက်စာရင်မိဘအောင်ငွေကြီးလက်ထဲထည့်ပြီး ိုတိုင်ကြောတာကဒီနှစ်ကပို့ပြီးထိရောက်တယ်။အချို့ကြတော့အမေဖောက်ကိုပစ္စည်းကြီးတွေအများကြီးထည့်ပြီးတော့ငွေသားအသိမ့်မပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတဲ့။အာအမေကိုတော့ကျွန်တော်တို့စန်တေးစီတဘုံတော့ထောက်လိုက်မယ်။နောက်ငွေတော့မပေးဘူးဆိုတဲ့လူမျိုးတွေဒီနှစ်မှာတတ်နိုင်တဲ့လူကြီးသူမတွေကြောရမဲ့သူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့လှူတဲ့နယ်ပို့ပြီးကြောတဲ့နယ်လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះရမှာတတ်တတ်မှတ်မှတ်လေးနဲ့ နော်ဖန်ခွက်အကြည်လေးဘာပန်းမှာဘာကတုံးမှာမပါဘဲနဲ့ဖန်ခွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ခွက်လေးတစ်ခွက်လိုတယ်အဲ့ဒီဖန်ခွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့လကောင်း1000တော့လကောင်း1000တော့လကောင်းကရော့လေးထိုးပြီးအဲ့ဒီငွေဖလားတယ်နော်အဲ့ဒီငွေဖန်ခွက်လေးတဲထည့်ထားလိုက်နော်ထည့်တဲ့ခါကျရင်လေကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖျားမှာခဏလှူဒါန်းနာခြင်းဖြစ်ပါတယ်ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်နော်ဘယ်ဆေးုံဆေးကမှာသွားပြီးတော့ လှူမယ်ဘယ်မိဘမဲ့အကြောင်းမှလှူမယ်ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကြော့ထိုးအဲ့ဒီကျွန်တော်ခုနကပြောတဲ့ဖန်ခွက်အကြည်လေးတဲထည့်ပြီးဖះမှာလှူထားစေချင်တယ်နော်ဒါရီယာကြာတာပရိစမ်းတဲ့နှစ်မှာတင်းတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါတွေကျွန်တော်တို့လုတ်ပေးနိုင် ပို့ကောင်းပါတယ်ပို့ကောင်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာဘလူဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်္ဂါချို့ အင်္ဂါဂျိုဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်သုံးကနန်းကိုကျွန်တော်တို့ကမေ့လို့မရဘူး။နော်သုံးကနန်းကိုမေ့လို့မရဘူး။သုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်။ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေ့လို့မရဘူးလို့ပြောတာ။အားကြောင့်ဒီလိုနှစ်ပိုင်းတွေကတက်နိုင်သူတွေတဏ္ဍကုံသုံးပါးကိုအားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတာမျိုးတွေဒါတွေကိုအမြဲလုပ်တတ်ပါတယ်။ဒါတွေကိုအမြဲလုပ်နိုင်နေဆိုရင်ပို့ပြီးတော့ ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်အဲ့တော့သာသာပတိစမ်းတဲ့နေ့မှာညံ့နေတဲ့ဂျိုတွေကဘုတ်တဖူးဂျိုတွေဖြစ်တယ်တဲ့ဘုတ်တဖူးဂျိုတွေအားနေတယ်ဒါကြောင့်ဘုတ်တဖူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုနှစ်ပိုင်းနေမှာနားမလဲပါမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတယ်အလိန်ခံရဖို့ရာခိုင်နှုန်းများတဲ့နှစ်ပါတော်တော်များများမကျွမ်းကျင်တဲ့နေပဲကိုသွားလုံးမရင်အလိန်ခံရတာမျိုးအများကြီးရှိနိုင်တဲ့နေပဲအသီးသီးမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှု ရာဂိုင်နှုံးတွေများတဲ့နှစ်ဖြစ်တဲ့အတွက်တန်းနိုင်တွေနားမလဲတဲ့ကိစ္စဆိုနားလဲတက်ကြွန်းသူတွေနဲ့တိုင်ပင်မာလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘုနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက်စနေဂျိုအားနည်းပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမသိတဲ့ဒဇိန်တရံနေလူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတရိပ်ထားဖို့လိုတယ် အဲ့တော့အရင်တည်းကတည်နေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူးအခုမှစတွေ့တယ်အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်အဲ့လိုလူကိုယုံပြီးတော့တခုခုလုပ်ပေးလိုက်တာမျိုးတွေတခုခုငွေချီးလိုက်တာမျိုးတွေဒီလူမျိုးတွေမှာတတိထားဖို့လိုတယ်ဒါကြောင့်ပဲဒီဇိုင်းတရားတွေလူမျိုးသားတွေဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးဒီနှစ်မှာအယံကာရောယုံကြည်လိုက်လို့မရဘူးအယံကာရောတွားပြီးသူတို့တွေကိုကိုယ့်ရဲ့ပစ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ် ါကတော့ဒစိမ့်တရံပေါ့ဘသူမဆိုတော့ဘသူမဆိုဒါလေးတစ်ချက်ကိုလည်းသိသိချင်းတယ်နောက်ပြီးကြာသာပရိဆိုတာကျွန်တော်တို့ကပညာကြိုးပါပညာကြိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ်ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ကြိုးဟာအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာကိုယ်သင်ကျင်တဲ့တက်ချင်တဲ့သင်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲ့တစ်ခုခုတိုးဝအောင်လို့ကျွန်တော်တို့သင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီးကြိုးစားလိုတဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနှစ်ကရလတ်ကောင်းနိုင်တာဖြစ်တဲ့အတွက် ။ဟာငါတစ်စက်မြင့်တဲ့ပညာတွေထက်တက်ရမယ်။ဟာဒါဘွဲလုံးတွေတက်တက်ရမယ်။ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံခြားသွားခြင်းနဲ့ပညာနဲ့ပတ်သက်ပြီးတခုခုတော့ငါတနရာရာလေးမှရအောင်စာတီဖီကိတ်လေးတခုရအောင်အဲ့လိုဘွဲလေးတခုရအောင်ငါပညာကြီးနားရတာကြာပြီဒီချိန်မှာငါပညာကြီးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုယ့်ရဲ့နားလေတက်ကြွတဲ့ပညာရှိတွေ အကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်ကပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ်။တတိထားမယ့်ကိစ္စကပေါင်းတင်ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာဟိုအခြားမိတ်ဆွေတငယ်ချင်းတွေကတိုက်တွန်းလို့လုပ်တဲ့ကိစ္စမျိုးတွေကဒီနှစ်မှာလွဲတာများပါတယ်။ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော်။အာမိတ်ဆွေတငယ်ချင်းတွေကမင်းဒီလိုလုပ်လိုက်ပါလား။အေးမင်းဟိုလိုလုပ်လိုက်ပါလား။အေးအဲ့လိုမျိုးတွေကိုတတ်နိုင်တဲ့လောက်ချင့်ကြယ်ပြီးမှယုံပါ အဲ့တော့မိတ်ဆွေတကယ်ချင်းတွေကဟိုတိုက်တုံးတွေဒီတိုက်တုံးတွေသူတို့ပြောလို့ဟုံနှုံနှုံလှုပ်လိုက်တဲ့ကိစ္စတွေကအဆင်မပြေဘူး။နော်သိသေးချင်းနဲ့အဲ့တော့အဲ့လိုလှုပ်လိုက်မိရင်ချင်းနေမကောင်းဘူး။ဒါကြောင့်ကျွန်တော်တို့ကချင်းကျက်တစ်ခုကိုအပြောင်းလဲလှုပ်တော့မယ်ဆိုအဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလှုပ်ချင်တဲ့စိတ်ရှိလို့လှုပ်တာလို့အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တကယ်ချင်းကပြောလို့ညီကောင်မောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာအခက်အခဲအတားအဆီးတွေဖြစ်ပြီးအထင်သလောက်လည်းအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်။ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်။ အဲဒီလောက်လေးပဲကျွန်တော်ပြောပြရစီဗီဒီယိုရိုင်းရှေ့သွားမှာဖြစ်တဲ့အတွက်အားလုံးပဲနှစ်ဆန်တရက်ကစလို့အဆင်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေစိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းထန်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ